အဲ့ဒီကံဒီမှာ အကျိုးပိနှံတဲ့တတ္တိရှိတယ်အဲ့ဒီအကျိုးပိနှံတဲ့တတ္တိကိုသူတို့ကချုပ်သွားပြီမလို့အဲ့ဒီတတ္တိကိုကျတော့ခန္ဓာကိုယ်ရဲ့အစင်မှာ ထားခဲ့တယ်အဲ့ဒီအကျိုးပိနှံတဲ့ potential ကအစင်သင့်လာတဲ့တစ်ချိန်မှာထပြီးတော့အကျိုးပိတယ်တချို့အယူဝါဒတွေမှာကံနဲ့ကံရဲ့အကျိုးဆိုတာအတူတူပဲကွာကံရဲ့အကျိုးဆိုတာကံမှာပဲမထူကံနဲ့ပါနေတာပါပဲဒါမှမဟုတ်ကံအခိုက်တန်တော့အဲ့ဒီအကျိုးကမထင်ရှားဘူးကွာအကျိုးဖြစ်သွားမှထင်ရှားတော့သူ့အကျိုးခေါ်တာပါဆိုပြီးတော့ဒီလိုယူဆတဲ့ ဝါဒတွေရှိတယ်ဒါအိန္ဒိယမှာရှေးကယူဆတဲ့ဝါဒတွေရှိတယ်အဲကံနဲ့ကံရဲ့အကျိုးဆိုအတူတူပါပဲပေါ့ဒီလိုယူဆတဲ့ဝါဒတွေရှိတယ်ဗုဒ္ဓဘာသာကဒါကိုလက်မခံဘူးဗုဒ္ဓဘာသာကကံဟာကံပဲကံဟာကံရဲ့အကျိုးမဟုတ်ကံရဲ့အကျိုးဟာကံရဲ့အကျိုးကံမဟုတ်ကံနဲ့ကံရဲ့ကံရဲ့အကျိုးဟာတီးကြသူပါကံကတဖြည်းဖြည်းနဲ့ပြောင်းလဲပြီးတော့ကံအကျိုးဖြစ်သွားတာမဟုတ်ကံကပဲတဖြည်းဖြည်းနဲ့ရင့်ကျက်ပြီးတော့ခါရဲအကျိုးဖြစ်သူရောက်သွားတာအကျိုးဖြစ်သူရောက်တယ်လို့ထင်ရှားလာတဲ့ခါမှာဒါကိုအကျိုးလို့ခေါ်လိုက်တာမထင်ရှားသေးခင်ကတော့ ကံလို့ခေါ်လိုက်တာပဲဆိုပြီးတော့သူတို့ကကံနဲ့ကံရဲ့အကျိုးကိုတခုတည်းလို့ယူဆတယ်ဟောလာရှိတယ်။ဥစ္စနဘုဒ္ဓဘာသာကဒီလိုမဟုတ်ဘူး။ကံဟာကံ၊ကံရဲ့အကျိုးဟာကံရဲ့အကျိုး။ကံကဒီမှာဖြစ်ပြီးပြီဖြစ်လို့ချုပ်သွားပြီးပြီ။ချုပ်သွားပြီးတဲ့နောက်မှာတူပိဏ္ဏတဲ့တတ္တိကအချိန်တန်လို့အကျိုးပေးတဲ့ခါမှာဖွာကနေဆိုပြီးတော့အကျိုးတရားဖြစ်တယ်။ကံဒီကံရဲ့အကျိုးမဟုတ်၊ကံအကျိုးဒီကံမဟုတ်။သို့တော်သူတို့မှာကံကံရဲ့အကျိုးဖြစ်ရင်ဆက်တွေ့မှုရှိတယ်။ ဒီလိုထက်တယ်မှုမရှိဘူးဆိုရင်ဗယံဗရာဖြစ်မှာကိုကိုကံကသူ့သွားအကျိုးပေးမယ်သူ့ကံကကိုလာအကျိုးပေးမယ်စသည်ဖြင့်ဖြစ်ပေဘူးလားညာကုသိုလ်ကံကမကောင်းကျိုးတွေပေးကုန်မယ်အကုသိုလ်ကံကောင်းကျိုးတွေပေးကုန်မယ်ဒီလိုဖြစ်မေကုန်မေဘူးလားကံနဲ့ကံရဲ့အကျိုးကတခြားစီတစ်ခုစီပြီးချလို့ပြောရပေးမယ်လို့သူတို့မှာအဆက်အသွယ်ကတော့ရှိတယ်ဒီဒီကံကြောင့်ဒီအကျိုးဖြစ်တာအကြောင်းအကျိုးဖြစ်ရင်ဆက်သွယ်မှုရှိတယ် ဲ့ဒီလိုရှိတဲ့အတွက်ကြောင့်မို့ကောင်းတဲ့ကံကကောင်းတဲ့အကျိုးပေးတယ်မကောင်းတဲ့ကံကမကောင်းတဲ့အကျိုးပေးတယ်ဒီပုဂ္ဂိုလ်ကံကဒီပုဂ္ဂိုလ်အကျိုးပေးတယ်ဟိုပုဂ္ဂိုလ်ကံဟိုပုဂ္ဂိုလ်အကျိုးပေးတယ်အဲ့ဒီဟာလေးလည်းနားလည်ထားတို့ဘုရားဘာသာမှာကံဆိုတာဟာအကြောင်းကိုသာခေါ်တယ်အကျိုးကိုခေါ်တာမဟုတ်ဘူးဆောင်းမြင်မြတ်မှတ်ထားအခုခေတ်မှာလူတွေကစာရေးတဲ့ခါကျတော့အဲ့လိုကံဆိုတာကိုအကြောင်းအကျိုးရော့ရော့ရေးနေကြတယ်နော်အင်္ဂလိပ်လိုရေးတဲ့စာအုပ်တွေမှာတွေ့ရတယ်အဲ အကျိုးကိုလည်းပဲကံခေါ်တာပဲအကြောင်းကိုလည်းပဲကံခေါ်တာပဲစသည်ဖြင့်မဟုတ်ဘူးတိတိကျကျပြောကြဆိုဆိုရင်ဘုရားဘာသာမှာဒီနှခုဟာတိကျကွဲကွဲပြားလျက်ရှိဟုတ်လားကံလေကံဒီကံအကျိုးမဟုတ်ကံအကျိုးဒီကံမဟုတ်အကြောင်းအကျိုးဖြစ်ဖြစ်တို့မှာဆက်တော့မရှိတော့တိုင်အဲ့ဒါကြောင့်မို့ကံဆိုရင်အကြောင်းကိုသာကံလို့ကံရဲ့အကျိုးကိုကံရဲ့အကျိုးလို့သာခေါ်တာကံဆိုတဲ့နာမည်နဲ့ဘုရားဘာသာစာပေမှာမခေါ်ဘူးဒီဟာလေးကိုတော့နားလည်ထားရအောင်